စင်စာတင်ဖို့မလိုပဲထုတ်တင်စနစ်နဲ့ထုတ်ဝေခွင့်ပြုလိုက်တဲ့နောက်ပိုင်းစားဆောင်တွေမှာမော်ဒယ်တွေရဲ့မပေါ့တဘောဝတ်စားစင်ရင်ပုံတွေကို ဖော်ပြလာတာတွေ့ရှိရပါတယ်ဒီသတင်းကိုတော့ဒေါ်ရမင်းဦးပေးပို့ထားပါတယ်ရှင်ခုနပို့စီခုနပို့စီကောင်းတယ်နော် နိုင်ငံရေးနဲ့ဘာသာရေးစာဆောင်တွေအပါအဝင် အပတ်စဉ်ထုတ်သတင်းချနယ်တွေကို2023ခုနှစ်ဩဂုတ်လ20ရက်နေ့ကစပြီးစာပေစစ်စစ်ရေးကိုတင်ပြဖို့မလိုပဲထုတ်တင်စနစ်နဲ့ထုတ်ဝေခွင့်ပြုလိုက်ပြီးတဲ့နောက်ပိုင်းမှာမော်ရယ်တချို့ရဲ့မပေါ်တဘောဝစားဆင်ရင်ပုံတွေကိုဖော်ပြလာတာတွေရှိလာပါတယ်အလားတူပဲအင်တာနက် Facebook စာမျက်နှာတွေမှာလည်းအမှုပညာရှင်တွေရဲ့လိန်ဆွဲဆောင်မှုပုံစံရိုက်ကူးထားတဲ့ဓာတ်ပုံတွေဖော်ပြလာတာများပြားလာပါတယ်။ Facebook မှာဒီလိုပုံတွေရိုက်ပြီးတင်ဖြစ်တဲ့အတွက်ဝေဖန်တာတွေကြုံနေရပေမဲ့ဆက်လက်ရိုက်ဖြစ်သွားမှာပါလို့ဓာတ်ပုံမော်ဒယ်တူဖြစ်တဲ့ဇွန်တင်စာကလည်းအခုလိုပြောပါဗျာ။ အစပိုင်းတော့ဇွန်ဓာတ်ပုံလိုက်ကတော့ဝါသနာပါတယ်ဖိုတိုမော်ဒယ်တယောက်ဖြည့်မယ်လို့ရွှေရချက်တော့မရှိဘူးဒီတိုင်းပဲအပျော်ပေါ့နော်ဓာတ်ပုံလိုက်ကဝါသနာပါလို့ဓာတ်ပုံလိုက်ကြည့်လိုက်တယ်ထွက်လာတဲ့ပုံလေးတွေကအဆင်ပြေပြီးလာတဲ့အတွက်ကြောင့်မို့ Facebook မှာဒီတိုင်းပဲတင်ကြည့်လိုက်တာပါပထမအောင်ဆုံးတင်တဲ့ album မှာပဲတကယ်ချင်းနေအားပေးမှုအရန်ကိုရတဲ့အတွက်ကြောင့်မို့ဆက်ပြီးတော့ရိုက်ဖြစ်သွားတယ်ဆက်ပြီးတော့တင်ဖြစ်သွားတယ်ဆယ်ကျော်သက်တွေကိုပညာပေးရမှာသူတို့တွေစိတ်ဝင်စားအောင်လို့ ဆက်စီပို့လို့ခေါင်းစဉ်ပေးပြီးဖော်ပြတာပါလို့ဝေဇဂျာနဲ့အိဒါချုပ်မတ်ကျူလိုက်မှုကလည်းပြောပါတယ်အခုမှဆက်စီပို့ဆိုတဲ့ခေါင်းစဉ်လေးပေးထားလိုက်တဲ့အတွက်ကြောင့်တို့တွေကဟဲ့ပါလေနည်းနည်းတော့စိတ်ဝင်စားပါလားဖတ်ကြည့်လိုက်တဲ့အခါမှာတို့ကိုပညာပေးထားတဲ့အကြောင်းအရာလေးပဲအမထည့်ထားတယ်ဒီလိုအမှုပညာရှင်တွေရဲ့ဝတ်စားစင်ရင်မှုတွေဟာပြင်ပကလူငယ်တွေအတူယူဝတ်ဆင်ဖို့မသင့်ဘူးလို့လူငယ်တအူးကလည်းသူ့ရဲ့အမြင်ကိုပြောကြပါဗျာ TV ထဲမှာလာတဲ့အစီအစဉ်ရောဒီမင်းသမီးလည်းဒီလိုဝတ်တာပဲငါလည်းအတူယူမှာပေါ့ငါလည်းလှကျင်တယ်ဆိုရယ်ပုံစံတော့ပေါ်လာမှာပဲအဲ့တော့ဒီမင်းသမီးဝတ်တဲ့အတိုင်းသူကကျတော့မင်းသမီးလေဒါပေမဲ့ကိုကဟိုအပြင်ကမင်းကလေးဖြစ်နေတဲ့အခါမှာဒီမင်းသမီးဝတ်တဲ့အတိုင်း live ဝတ်တာတော့ဘာလို့ဖြစ်တဲ့အချိန်မှာနောက်ပိုင်းပြောမယ်ဆိုအဲအမှုအမှုတွေပါတောင်မှဖြစ်လာတယ်ဆိုတာဒီကိစ္စကြောင့်ဆိုတာလေအဲလွဲအမှားပြောလို့မရဘူးပေါ့နော်ဒီကိစ္စကြောင့်ဆိုတာလေပါတယ် ရာဇသက်ကြီးအခန်း၁၄ပြည်သူ့ကျမ်းမာမှုလုံခြုံမှုတသက်မှုတိုက်ခါဆောင်ရွက်မှုနဲ့ကိုကျင်တရားရှိမှုတို့ကိုထိခိုက်စေတဲ့ပြစ်မှုများအခန်းပုံမှန်192နဲ့193တို့မှာညဉ့်ဉန်းစာများကို ထုတ်ဝေခြင်းဝေငှရောင်းချခြင်းဘယ်ဘယ်သူတို့အားရောင်းချခြင်းတို့ကိုအေးအေးယူရမယ်လို့ဖော်ပြထားပေမဲ့အမှုပညာရှင်တွေကိုပညာပေးဖို့ကတော့ရုပ်ရှင်အစည်းအရုံးကတာဝန်ရှိတယ်လို့ရဲအုပ်ဦးမျိုးမြင့်ကြိုင်ကပြောကြားသွားပါတယ်အဲ့တော့ဒီလူတွေရဲ့ အခြေအနေပေါ်မှာတုံးသက်ကိုဆောင်ရမှာဒါဆိုရုပ်ရှင်မသားမင်းကြီးဆိုတဲ့ရုပ်ရှင်အစည်းအရုံးကြည့်တယ်ဘယ်လိုမှနာဝတော်ဒါဆယ်မြမနာအမျိုးသမီးရေးရတော့ဘာလို့လဲဒါအများကြီးပညာပေးတောင်ကိုရီးယားနိုင်ငံမှာတော့အမျိုးသမီးတွေအဝတ်အစားအဖို့အချို့နဲ့ပတ်သက်တဲ့ဥပဒေတရက်ကိုထုတ်ပြန်ကြေညာခဲ့ပြီးကိုရီးယားနိုင်ငံမှာရှိတဲ့အမျိုးသမီးတွေအများပြည်သူရှေ့မှာပေါင်ပေါ်စကတ်ကိုဝတ်ဆင်နေဖြစ်စေခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုအလွန်အမင်းဖော်ပြလင်ဖြစ်စေကိုရီးယားငွေဝမ်5000ဒံကြီးပေးဆောင်ရမယ်လို့သိရှိရပါတယ်ကျွန်မရမင်းဦးပါရှင်